ဦးရီဒူဖိုဒီဘက်ကိုမိတ်ဆက်လိုက်ပါအားလုံးတက်တာရဲ့မြေနှုံးနေနဲ့စိတ်ဆက်နိုင်စွမ်းနေရပိုင်ဆိုင်ကြီးတွေကဒေါင်းလုဒ်အပ်လုဒ်ပြုလုပ်စီနေပါဝါဦးရီဒူဖိုဒီဘက်ဖိုဒီနဲ့အချာရင်ခုန်စိတ်လုံရှားစရာပေါင်းများစွာ စမတ်ဖုန်းဓာတ်ပုံပညာမှာမှတ်တမ်းအသစ်ပြန်တင်ဖို့ရည်ရွယ်ပြီးမှန်ဘလူးနှစ်ထပ်နဲ့အရည်သွင်းမြင်ကင်မရာစနစ်ကို အသားပေးထားတဲ့ P9 handset ကိုသုံးဆွဲသူတွေအတွက် Huawei ကမိတ်ဆက်လိုက်ပြန်ပါပြီ။ Huawei ဟာ premium brand ဆိုတာလူသိခင်ရှားဖြစ်စေဖို့ရည်ရွယ်ပြီး Leica ဓာတ်ပုံတွေဟာအခြားဓာတ်ပုံတွေကနေခွဲထွက်နေရကြောင်းဖန်တီးမှုတွေနဲ့ပြည့်စုံတဲ့အကြောင်းသုံးဆွဲသူတွေသိနိုင်မှာပါ။ actually i think and pinay is not only in the pan set feed for pinay ya multi user mu jaw facebook account ni a myi thong lu ya ba de pinay ha professional photographer ri twe phone to long phit da ma ka be ta man thong swet tu ri twe le thong win nai ma de dab pon ri ga le professional photographer ri ya de lo myo dab pon ri ya ma ba di phone ma white capture mu pa me da jaw ta man tu ri twe yo professional photographer ri twe yo thong win nai ma ba ဖုန်းမျက်နှာပြင်ဟာ9.2လက်မအရွယ်စားရှိပြီး နောက်ကင်မရာ12မဂါပစ်ဇယ်နဲ့ရှေ့ဘက်ကင်မရာ8မဂါပစ်ဇယ်ပါဝင်ပါတယ်။ room memory 32 gig နဲ့3 gig ram ဖြစ်တာကြောင့်မြန်ဆန်မှုကိုလည်းပေးစွမ်းနိုင်ပါပါ။ P9 နဲ့အတူ P9 Lite series ဖြစ်တဲ့ handset နှမျိုးကိုဇွန်လ25ရက်နေ့မှာရန်ကုန်နဲ့မန္တလေးမှာစတင်ဖြန့်ချီသွားမှာဖြစ်ပြီး P9 မှာ single နှစ်ကပ်စနစ်ဖြစ်ခါ line မ33 line ပါဝင်လို့ဒီပခီအသွာလာများသူတွေအတွက်လည်းအဆင်ပြေအောင်ထုတ်လုပ်ထားတာပါ။ P9 ဟန်ဆက်ကို6သိန်းနီးပါးနဲ့ရောင်းချသွားမှာဖြစ်ပြီး P9 Lite ကိုတော့2သိန်း9000နဲ့ရောင်းချသွားမှာပါ။ Huawei P9 မိတ်ဆက်ထွေမှာ Brand Ambassador အဖြစ်ဝန်မုံရွှေကိုရွေးချယ်ခဲ့ပါတယ်။ဒီနေ့ကတော့ Huawei ရအစ်စ်ထပ်ထုတ်လိုက်တဲ့ P9 launching ပေါ့နော်အဲ့ဒါပါဒီ Huawei P9 ကတော့ဖြစ်လဲမနိုင်ပြောရင်တော့မနေ့ကညမှာစတင်လို့ပါ အတကြက်ကပါလဲဆိုတော့ဒီ Leica ဆိုတော့ဒီကင်မရာပါတာပေါ့နော်ဒီ Leica brand နဲ့ပေါင်းဆက်ထားတဲ့အတွက်ကြောင့်ပို့ပြီးတော့သူ့ရဲ့ရုပ်ထွက်တွေကပိုကောင်းလာတယ်လို့ခံစားမိပါတယ်ဟုတ်ကဲ့